ားလုံးမင်္ဂလာပါမြို့ထွန်းနိုင်ပါဒီကနေ့ဗီဒီယိုမှာတော့ကျွန်တော်မနက်ပိုင်း client တယောက်ကို training ပြရင်းနဲ့ပြီးသွားတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့အဲကျွန်တော်လဲ shoulder လေးချင်ကတခု soft ဖြစ်တယ်ပေါ့ဆိုတော့ကျွန်တော် camera bala နဲ့အမ်အစားဆုံးရဖြစ်တယ်ဆိုတော့ message တင်ခဲ့ခြင်းတွေကိုကျွန်တော် shoulder belly ချင်ကနေဘယ်လိုမျိုးရွေးချယ်ပြီးဆောလဲဆိုတော့ပြပေးမယ်ဆိုတော့ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော် front deck ကို train တယ် front deck ကို train နေချင်ကြအောင်ရွှေကျွန်တော်မျိုးစုံ solid ရပေါ့လေ့ကျင့်ခင်ညီများရွေးချယ်လို့ရတယ်ဒါပေမဲ့ကျွန်တော် smith machine ကိုကျွန်တော် အဲ shoulder press လုပ်တဲ့အချိန်မှာ smith machine ကိုကျွန်တော် favorite ဖြစ်တယ်ဆိုတော့ကျွန်တော် smith machine လေးအသုံးပြုပြီးကျွန်တော်စော့တယ်ပေါ့နော်ဟိုရေဆိုတော့ base ဒီမှာမြင်ရမယ့်အတိုင်းပဲကျွန်တော်အလေးကိုတေချာ control လုပ်တယ်အလေးလေးနေတယ်လို့ထင်ရတယ်ဆိုရင်တော့မှကျွန်တော်တေချာကို control လုပ်တယ်အထင်းချတဲ့နေရာတွေမှာဘာလို့လဲဆိုတော့အခုနောက်ပိုင်းဂျင်းစော့ရဲ့လူတွေတော်တော်များများကအလေးမလေးချိန်ခံနေလို့တေချာရွှေရှင်အလေးမမယ်၁၀ချိန်မမယ်၁၀ချိန်မပြီးရွှေရှင်ပြီးပြီပေါ့နော်ဆိုတော့ စီးဆဲခြင်းကိုကျွန်တော်တို့ found တဲ့ technique တွေ master တွေကိုတေချာထိရောက်စာမ train မဲနဲ့ပြီးပြီးရောဆော့တဲ့အလုပ်ရက်တွေလုပ်တဲ့ချိန်ကျတော့ဘာတွေဖြစ်လာလဲဆိုတော့ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့အတွက်တရားခံလုံးရောက်မဲ့ချိန်မှာ90ခန်းလုံးတော့ပဲထိရောက်မှုဖြစ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျန်တဲ့90ခန်းလုံးဒီကိုယ့်ရဲ့ master ပေါ်ညစ်တက်မှုကိုယ့်ရဲ့ technique ကောင်းကောင်း form ကောင်းကောင်းလေးနဲ့တည်တည်ချာချာ master develop ဖြစ်ဖို့အတွက်တေချာအာယုံစိုက်မှုပုံမူတည်ပြီးတော့ပြောင်းလဲရပါဆိုတော့ပြီးပြီးရောမားတယ်ပြီးပြီးရောဆော့တယ် အဲဟာဒီမလုပ်ပါနဲ့ကျွန်တော်အဲအလားဒီကချင်းပြောဆိုချင်းချင်းမှာအချိန်ဖြုံးနေဆိုဖြစ်ပါတယ်။ Okay ဆိုတော့ဒါနောက်ဆုံးကြော့ဖြစ်မယ်ကျွန်တော်အလေးများတယ်ကျွန်တော်တွေ့တာ25နှစ်ပြားကျွန်တော်ဘယ်ဘက်တကဘယ်ဘက်မှာ25ပြားနှစ်ပြားဖြစ်မယ်ဟုတ်တယ်ညာဘက်ကိုပဲ Okay ဆိုတော့ကျွန်တော်ဒါလေးကကျွန်တော်တွေ့ heavy weight ဖြစ်နေပြီဒါတောင်မှကျွန်တော်ပြောသလိုပဲပေါ့နော်ကျွန်တော်နီးမကန်မန်နဲ့တေချာကျွန်တော် control လုပ်တယ်တေချာညှစ်တယ် ကျွန်တော် show တော့ကိုတေးတေးချာချာစိတ်ထဲထည့်တယ်ထိန်းနေကိုမိတ်ဆွေတို့တွေ့ရမှာဆိုရှင်တို့တေးချာထိန်းမိချာတယ်တက်တဲ့ချိန်ကျတော့ရှင် full motion motion နဲ့ကျွန်တော်တက်တယ်မာဆယ်ကိုတေးတေးချာချာညှစ်ပြီးကျွန်တော်ဆော့ပါတယ်ဆိုတော့ကျွန်တော်တို့ဂျင်းဆော့တယ်ဆိုတာဥမာအဖြစ်အာအလေးရဲ့အကူညီကိုယူပြီးတော့ကျွန်တော်တို့ကြွက်သားတွေကိုကြီးထွားအောင်ကျွန်တော်တို့ကဖီးအားတွေပေးပြီးတော့နောက်နေ့မှာအစားအသောက်တွေကျွေးရှင်းနေပြန်ပြီးတော့ group ဖြစ်အောင်ပြန်ပြီးကြီးထွားအောင်လုပ်တဲ့ processing ပေါ့နော်ဆိုတော့ အလေးမားတဲ့နေရာမှာမှားနေတယ်ကျွန်တော်တို့ဥမာလက်မောင်းရှိကိုစော့တယ်လက်မောင်းရှိမထိပဲနဲ့ရှိုးဒါတွေထိတယ်ကျွန်တော်လက်စစ်တွေသွားထိတယ်အဲ့လိုမျိုးပေါ့နော်ပြောချင်တာကဖောင်မန်မန်တက်ကနစ်မန်မန်နဲ့စော့မှသာလေးရင်ကျွန်တော်100%ထိရောက်မယ်အဲ့လိုမှမဟုတ်လို့ဆိုရင်အချိန်ပြုံးနေပြီဖြစ်တယ်ပေါ့နော်ဆိုတော့ front death ပြီးသွားပြီကျွန်တော် side death သွားတယ် ် site ကျွန်တော်တို့ show ရဘေးကြွက်သားကိုကျွန်တော် dumbbell လေးနဲ့ဆော့တယ်ဒါကတော့တော်တော်များများဆော့တဲ့လေ့ကျင့်ခန်းပဲဖြစ်တယ်ဒီကောင်လေးမှာမှားကျင်တာတခုရှိတယ်ကျွန်တော်တို့အကျင့်ကြော်ရီများများလေးဆော့ပြလို့ရတယ်15ကျင်လောက်ဒီသွားပြလို့ရတယ်အလေးကိုကိုနိုင်မဲ့အလေးပဲဆော့ပါကျွန်တော်မရမကကြီးတွေကျွန်တော်တို့ဟိုပြောရချို့ချင်းငှက်ပြန်တယ်လို့မျိုးကြီးတထောင်ကြီးအောက်ကျတထောင်ကြီးယော့ပြီးတော့အလေးကြီးပဲ swing လုပ်နေမယ်ဆိုရင်ဘယ်တော့မှမစဒီထိရောက်မှာမဟုတ်ပါဘူးကျွန်တော်ဒါတွေအမြင်နဲ့မြင်နေရပါเนาะလူတွေအလေးလောပါကြီးပြီးတော့ဆော့ရတဲ့ဟာကြီးမြင်ရတယ် Okay ဆိုတော့ နောက်ထပ်တစ်ချက်အနေနဲ့ကျွန်တော်ဘာဆော့လဲဆိုတော့ front tap ကျွန်တော်ပြန်သွားရဟုတ်တယ် front tap ကိုကျွန်တော်ကဒီ variation movement လေးနဲ့ခွဲပြီးတော့ကျွန်တော်က dumbbell ရဲ့အလေးချိန်ကိုယူပြီးတော့ကျွန်တော် front tap raises လုပ်တယ်ပေါ့နော်ညှင့်တင်တယ်ပေါ့ okay ဒါကတော့ကျွန်တော် basically ကျွန်တော်ဆော့နေတဲ့ပုံစံက shoulder knee မှာကျွန်တော်တည့်ရတသက်ဆော့ပြီးဆိုလို့ရှိရင်ကျွန်တော်ကအာ front tap ကျွန်တော်တို့ shoulder sheet ကြက်သားနှစ်မျိုးလေးချိန်ကနှစ်မျိုးပြုလုပ်တယ် side tap အာ b ရှိုးတဲ့ဘေးကြွက်သားကျွန်တော်နှစ်မျိုးပြုလုပ်တယ် red up ကျွန်တော်တို့ကြောဘက်ချမ်းမှာရှိတဲ့ကျွန်တော်တို့ဒီစုံနောက်ကြွက်သားကိုကျွန်တော်လေ့ကျင့်ငယ်နှစ်ခုပြုလုပ်တယ်ပဲ total စုစုပေါင်း6 6 uh 6 exercise ပေါ့เนาะအဲ6 6မျိုးကျွန်တော်ဆော့တယ်ပေါ့ okay ရှေ့နှစ်မျိုးဘေးနှစ်မျိုးနောက်နှစ်မျိုးအခုရှေ့ကိုကျွန်တော်ပြောတယ် from reset ဒီ dumbbell ရဲ့အလေ့ကျင့်ကိုပြုံးလို့ပြောကျွန်တော်အခု video မှာဆော့ပြတယ်ဆော့လို့ရတယ်နောက်ထပ်တစ်ခုအနေနဲ့မှာကျင်တာတော့မိတ်ဆွေတို့ဒါကျွန်တော်ကတော့စကားပြောနေဒီဗီဒီယိုလေး play လုပ်ပြီးကျွန်တော်ရှင်းပြရတာဖြစ်တဲ့အတွက် တေချာအမ် trainer ကောင်းသမားကောင်းအနေနဲ့တေချာအမ်ဆော့ဖို့အတွက်ကျွန်တော်တိုက်တွန်းအားပေးတယ်ပေါ့နော်ဗီဒီယိုလေးကိုကြည့်ပြီးတော့မိတ်ဆွေကိုတင်ယူလို့ရမှာတော့ကျွန်တော်ဆော့ရဲပုံစံကြည့်လို့ရမယ်အဲကျွန်တော်ရွေးချယ်လေးဒီကနေ့နောက်နေ့မှာ train လို့ရမယ်ဒါပေမဲ့ကျွန်တော်ပြောလို့ပဲ beginner တွေကျွန်တော်တို့ trainer ကောင်းသမားကောင်းတွေတေချာဆော့ပြီးတော့ proper technique တွေတွေ found လေးမှန်ဝိုင်းဆိုတော့မှဒီလိုမျိုးလေးချိန်ခန်းတွေကိုအမ် လိုက်ဆော့ဖို့အတွက်ကျွန်တော်တိုက်တွန်းလိုပါတယ်အစားပိုင်းမှာဆော့မဆူဆူရှင်တော့လေ့ကျင့်ခန်းတိုင်းကတော်တော်အရေးကြီးပါတယ်ဆိုတော့လေ့ကျင့်ခန်းတိုင်းတစ်ခုချင်းချင်းတိုင်းမှာမြင့်တက်ဖို့အတွက်ကကျွန်တော်တို့ဖောင်တေးချမှန်မှန်လေးဆော့ဖို့အတွက်ကျွန်တော်ပြောခဲ့သလိုပဲထရိနာကောင်းမကောင်းလေးတေးချဆော့ပြီးပါ Okay နောက်ထပ်လေ့ကျင့်ခန်းတစ်ခုအနေနဲ့ကကျွန်တော်ကကျွန်တော်ပြောခဲ့သလိုပဲပေါ့နော်ဒီ site တက်ကျွန်တော်နှမျိုး site တက်တာဒုတိယတစ်မျိုးပြင်ပြပါပြီ site တက်လေ့ကျင့်ခန်းဒါ machine လေးရှိရတဲ့အတွက်ကျွန်တော် show ရာကျွေးဘေးကြသားကိုကျွန်တော်အဲဒီ machine လေးနဲ့ကျွန်တော် sorry ကျွန်တော်တွေ့ညှစ်လို့ကောင်းတယ်တချို့ set တွေက အဆင်မပြေဘူး set up လုပ်ပေးထားရပဲရှိရဲခန္ဓာကိုယ်နဲ့ adjust လုပ်ရခြင်းညာဆိုရှင်ကိုယ့်အတွက်အဆင်မပြေရရှိရဲပေါ့နော် okay so anyway ကျွန်တော်ဒီလေးချိန်ခံလေးကိုကျွန်တော်လုပ်လိုက်တယ်ဒီလေးချိန်ခံလေးပြီးွားတဲ့အချိန်မှာကျွန်တော်ပြောလို့ပဲရှေ့2မျိုးအမ်ဘေး2မျိုးပြီးွားပြီးခုနောက်2မျိုးဆုံးမယ်ပေါ့နော်ဒီ shoulder နောက်ကြွက်သား2မျိုးဆုံးမယ် red dot ဒါလေးကိုကျွန်တော် cable လေးအသုံးပြုတယ်။ cable ရဲ့အမြင့်အင်ကတော့ကျွန်တော်တို့ဒီမေယိုနာကျွန်တော် shoulder ပခုံးနားလောက်ဆိုရပြီ။ အဓိကဒီနေရာမှာနောက်ကိုဆိုင်တဲ့ချိန်ရောက်ရှိရင် shoulder ကိုကျွန်တော်အောက်မချတာပဲ shoulder လေးကို sorry elbow လေးအောက်မချတာပဲ elbow လေးကိုမြင့်နှားပြီးတထောင်လေးကိုမြင့်နှားပြီးနောက်ကိုဖိဖိချင်း wide ပြီးတော့ကျွန်တော်တို့အဲတော်တော်များများတော့ trap တွေထိရဲ mid 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 back တွေထိရဲပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ red deck ကိုကျွန်တော်တေးချအောင်ဆိုက်ပြီးဆော့တယ်ပေါ့နော်โอเคနောက်ဆုံးလေးချိန်ခံတစ်ခုအနေနဲ့ကျွန်တော်ပြောခဲ့သလိုပဲပေါ့ရှေ့နှမျိုးဘေးနှမျိုးနောက်နှမျိုး နောက်နှစ်မျိုးရဲ့ဒုတိယမြောက်အမျိုးပြီးတော့ကျွန်တော်ပြီးပါပြီလေးချင်းငယ်လောက်တာဒါကတော့တော်တော်များများ sorry လေးချင်းငယ်ကျွန်တော်များလည်းတည်ပြီးသားဖြစ်မယ်ဒါကျွန်တော်တို့ chess go flying ဆိုရဲဆက်ကိုကျွန်တော်တို့အမ်ပြောင်းမြေပူစင်ပြန်ထားပြီးတော့ခန္ဓာကိုယ်ပြောင်းမြေပူစင်ပြန်နေပြီးတော့ကျွန်တော်တို့ရေမှန်းတဲ့ဒီဒိုင်ကုန်နဲ့ဟာကိုကတ်ထားမယ်ကျွန်တော်ပြောရွှေရှင်နောက်ကိုတေချာဖြည်းဖြည်းချင်းနောက်ကိုဆက်မယ် ဆမ်မင်းချင်ယောက်ချူယူရှင်လည်းကျွန်တော်တို့တံတောင်ကိုအောက်ကို loose မလုပ်ထားပဲနဲ့တံတောင်မလျှော့ထားမယ်နဲ့တံတောင်လေးကိုအမြဲတမ်းဖြောင်းပြီးတော့ပုံလေးလေးပိုပစ်မိထားပြီးတော့နောက်ကိုဖျဲပြီးတော့ဆန်လာပြီးပါအားမှဆိုရင်ကျွန်တော်တို့ shoulder နောက်ကျတာကိုထိမှာပါဆိုတော့အကျဉ်းကြော့ရရတော့ဒီလေးချိန်ငယ်လေးတွေကတော့နည်းနည်းလေးချိန်များများလေးဆော့ပေးလို့ဒီအဆင်ပြေရပါတော့နော် Okay ဆိုတော့ဒါတွေအားလုံးကျွန်တော်ရဲ့ favorite exercise တွေဖြစ်ပါတယ် shoulder နေ့မှာကျွန်တော်ဆော့သလို like ဆော့လို့ရပါတယ်ဒါပေမဲ့ beginner သမားတွေတော့ကျွန်တော်တိုက်တွန်းခြင်းမရှိပါဘူးနောက်တစ်ဗီဒီယိုမှာဆက်ပြီးတွေ့ပါမယ်အားလုံးပဲ see you ပါ